အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူအိုမာဆန်ရေးသားတယ်လာရောက်စံတော်ကုမှုဒရာလို့အမည်ရတဲ့လုံချင်းဝိထုအခြေကိုအပိုင်းနှစ်အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလာရောက်စံတော်ကုမှုဒရာအပိုင်းနှစ်ကိုတန်းကစပြီးတက်နဲ့ကြပြူအခန်းကွဲသွားလေသည်တက်ကသုံးဘာသာဆုံးဂုံတို့သမားတွေထားရာအခန်းမှာနေရပြီကြပြူကတော့ဘီကန်းတို့ရောက်သွားလေသည် ဖြူးဖြူးတွယ်တွယ်လေးနဲ့ဆူရဲတောက်ပတော့အလှသည်အရွယ်နဲ့မလိုက်နိုင်အောင်တက်စီမှာစုပုံနေသည်ဘာမှမလိမ့်မချက်ပဲနဲ့တာမန်အဖြူစိန်ဝစ်စုံကလေးဝစ်ထားတာနဲ့ပင်တက်အလှကထင်းကနေကြာဖြူကတော့မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့ကျဉ်လက်တော့ကိုဟန်ရှိသူသာဖြစ်၍တက်လို့မထင်ပေါ်အခမ်းမတူတော့လဲတက်တရင်တွေကိုကြာပြူအမြဲကြားနေရမြဲဖြစ်လေသည်။ចောင်းသားကြီးတွေပေးသောရေးသားစာတွေကို တက်ကပြောစရာတခုလိုသဘောထားပြီးလက်ခံတက်ကြောင်းတက်ရဲ့မပြတ်သားမှုကြောင့်ကြောင်းသားအရှုအပြင်းမှထိချိန်ပြီးရန်ဖြစ်တက်ကြောင်းတက်ကကြာပြုတ်ကိုဒီရဲ့ကြောင်းတွေပြောပြတတ်တယ်လို့အိမ်ကို ပြန်မပြောရန်လဲတောင်းဆိုထားလေသည်ရဲရတယ်တိလာကြာပြုတ်သူတို့ရေးစားတာတွေကဟိုကကူချအဓိကကူချနဲ့ဖတ်ရတာတအားရေးစရာကောင်းနေအဲ့လာကြောင့်မလို့ငါလက်ခံထားတာပါဟာ နေမယုံရင်ညကြငါအခန်းထဲလာပြီးဖတ်ကြည့်လေငါရေးစားစာတွေစုထားတယ်ကြာပြူတက်ကိုအံဩစွာဖြင့်ငေးပြီမဖတ်ချင်ပါဘူးဟာနေဘာဖြစ်လို့အဲ့ဒီစာတွေကိုတင်ထားရတာလဲမတော်တော့အန်တီတွေ့သွားရင်အဆူခံရမှာနော်တက်ကပခုံးကလေးတွန့်ပြပြီငါလုံလုံချုံချုံတင်ထားတာပါဟာသူတို့စာကိုလက်ခံတာသူတို့ရှိကိုလက်ခံတာပါမဟုတ်တာ အပြည့်ကြီးကြီးကျွန်းလွန်တာမဟုတ်ဘဲနဲ့နေကလည်းကြောက်နေတန်ရောကြာပြူကတော့ကြောက်ပါသည်တည့်ရနဲ့ဖုံးထားရတဲ့အတွေ့ပို့လို့တောင်ကြောက်လေသည်ဒါနဲ့နေကိုဆယ်တန်းအေကကျောင်းသားတယောက်ရေးစားစားပေးတာ အတန်းပိုင်ကိုတိုင်လိုက်တယ်ဆိုကြာပြူဒီကိစ္စကိုဘယ်သူမှမပြောဘဲဘလို့လို့ရသိနေပါလေဟုတွေးနေစဲမှာပဲအဲ့ဒီကျောင်းသားကပြောနေတယ်တဲ့သူများအိမ်မှာကတ်နေတဲ့သူက လူဘာဝနေတယ်လို့ပြောတယ် ငါမနှက်ပြန်အဲ့ဒီចောင်းသားစီသွားပြီးရှင်းမယ်ကြာဖြူကငါတို့အိမ်မှာကတ်နေတဲ့သူမဟုတ်ဘူးငါနဲ့ညီအမတွေလို့လို့ပြောမယ်ဒီကောင်လူဘွားဘွားပြီးရှောက်ပြောတာတော့ငြိမ်မခံနိုင်ဘူးကြာဖြူအတွက်ဒီလိုအပြောမျိုးတွေကိုတိုးတိုးတမျိုးကြဲကြဲတဖုံကြားဘူးနေကြပါပဲကြားရလုံး၍ထုံသွားသည်ဟု၍မရှိ ကြားရတိုင်းဒေါသတွေကဝန်းနေခြင်းအဖြစ်ကိုပြောင်းလဲ၍နာကျင်ခံစားရစမြဲမရှင်းပါနဲ့တက်ရသူပြောတာမှန်နေတာပဲ။ နေသွားချင်းရင်ငါ့ကိုပါပြည့်စံတာချနေအောင်မယ်။ကြာပြူတက်ကိုသွားမချင်းရင်တောင်းမှန်ပြောလိုက်ပြီမယ်။တက်ကကျေနပ်ပုံမပေါ။ငါနင့်ကိုတငယ်ချင်းလို့ရောအမလို့ရောရှစ်တယ်။ငါ့တံကိုအမြဲတမ်းတင်းချင်းခံပြီးတဲ့နင့်ကိုလူတွေဒီလိုပြောတာငါမကြိုက်ဘူး။နင်လည်းနောက်တော့ကငြိမ်ခံမနေနဲ့ကြာပြူ။ရန်ဖြစ်ရင်ကြောင်းထုတ်ခံရမယ်။အန်ဒီနဲ့လေးလေးပြောဘူးတာကိုတတိယလိုက်မိတယ်လို့ မထီရီကြည်တတ်တဲ့အကြည့်တချို့ကိုလည်းတတိရလိုက်မိသည်တိခံရမယ်တမီကိုလိုချင်တဲ့နေရာကိုမရောက်တဲ့၍ပေါ်လာတဲ့အခက်အခဲအတိုက်အခိုက်တွေကိုတင်းကျင်းခံရမယ်အဒီခင်မွန်ပြောမှုတဲ့ဇကားတွေကတခုခုလက်တော့ပြန်လို့တိုင်းပြန်လဲ၍ကြားရအောင်စမြဲအေးပါဟာနေငါအတွက်တော့ရံမဖြစ်ပါနဲ့အန်တီနဲ့လေးလေးသိရင်လည်းငါ့ကိုစူလိုက်မယ် ပြီးတော့နေလဲចောင်းသားတွေပြီးတဲ့ရေးစားစာတွေလက်မခံပါနဲ့ဟာလူသိလူပြောတိတ်များရင်မကောင်းဘူးတက်ကဂယုမဆိုင်ပေါင်းဆိုတဲ့မထီမျက်မြင်မျက်နှာပဲကလေးနဲ့ကြာပြုတ်ကိုခပ်ပြုံးပြုံးကြည့်နေသည်တက်မစိုးရိမ်တော့လဲကြာပြုတ်စိုးရိမ်ခဲ့တယ်လို့ဒီကိစ္စကြီးကိုအန်တီတိသွားခဲ့လေသည်တမိသားစုလုံးပြိပတ်စားနေသည့်အချိန်ခါဝယ်ဘာပြဿနာမှမရှိသည်မရှိသေးတာမဟုတ်ပြဿနာကိုမကြင်ညာသေးတာပဲဖြစ်ပါသည် တက်ဗကန်နဲ့ copy ငှက်ပေးစဉ်တက်ကကြာဖြူကိုတခုခုပြောရန်စူးစမ်းနေသည်ကို တွေ့ရသည်။ဘာလဲဆိုသည့်အတိတ်ပဲနဲ့မေးဆက်ပြနေစဉ်တက်ကဖြောတော့အားငယ်စွာပြုံးပြပြီးဘာမှမပြောတော့။လေးလေးကတော့အားကစားကြာနေတဲ့ဇောင်းကိုဖတ်ရင် copy ကိုခမင်းမြင်းဆွဲ၍တောက်နေသည်။အားလုံးစားပြီးလောက်ချိန်မှာအန်တီကထမင်းစပွဲကိုလက်ဝါးဖြင့်ပုတ်လိုက်ပြီးကိုမငြိမ်ပြောစရာတစ်ခုရှိတယ်။ လေးလေးကအံ့ဩအဟန့်ဖြင့်မျက်ကုံးပင့်ပြပြီးပြောလေဘာဖြစ်လို့လဲငိန်အန်ဒီကနှုတ်ခမ်းရွက်ပြီးပြုံးလိုက်တာတွေ့ရလေသည် ပြုံးနေစဉ်ကြာဖြူကိုလှမ်းကြည့်လိုက်တော့မှကြာဖြူရင်ထိတ်သွားသည် ကြာဖြူဒါပါလေအန်ဒီလက်ထဲမှာပန်းနုရောင်စာရိုက်ကလေးတွေကိုတွေ့ရပြီးထိုစာရိုက်ကလေးသည်ကြာဖြူတစ်ခါမှမမြင်ဘူးသောစာရိုက်ကလေးဖြစ်ပါသည်တမီတမီမတူဘူးအန်ဒီ တက်ကကြာပြုတ်ကိုအတိတ်ပဲတချို့ပါသောမျက်လုံးများဖြင့်ကြည့်နေတာတွေ့ရသည်ကြာပြုတ်ကိုပေးတဲ့ရေးစားစာသူကြာပြုတ်တက်ကိုဖျက်ခနဲလှမ်းကြည့်လိုက်စဉ်မမေကလည်းကြာပြုတ်စာဆိုပေမဲ့ကြာပြုတ်မတိသေးပါဘူးဆို ကြာပြုတ်ခုံပေါ်မှာတွေ့လို့တမီဖတ်ရှင်တာနဲ့ယူလာတာကြာပြုတ်တော့မတိသေးပါဘူးဆိုတက်ကလိမ္မာပါနဲ့စွာ ကြာပြုတ်ကိုဆွဲထုတ်လိုက်တယ်လို့တက်ကိုယ်တိုင်လည်းယုံထွက်နေတာကို တွေ့ရသည် ဟုတ်လားကြာပြုတ် လေးလေးကပါအတံမာမာနဲ့လှမ်းမေးလိုက်တဖြင့်ကြာဖြူကြောင်လဲကြောင်ဝမ်းနေဝမ်းနေလာပါသည်ကြာကြာဖြူတကယ်မသိတာပါလေးလေးကြာဖြူအတံကတုံရင်စွာတက်ကပြပြတလဲပင်ဟုတ်ပါတယ်ဖေဖေရဲ့ကြာဖြူကိုဘသူပေးသွားမှန်းတော့မသိဘူးကြာဖြူထိုင်တဲ့ခုံပေါ်မှာတွေ့လို့တမီးယူလာတာပါဆိုတက်ကကြာဖြူဘက်ကကာကွယ်ပေးနေ ပေးနေပေမဲ့ပြဿနာကို ကြာပြုတ်ဘက်တွန်းပို့ထားနေပြီဖြစ်ပါသည်။ဒါပေမဲ့ဒီအရွယ်နဲ့ဒီလိုရှုံးရှုံးရှက်ရက်ကိစ္စတွေအန်တီမကြိုက်ဘူးနော်ကြာပြုတ်။တက်ရက်စားကိုအန်တီဘလို့အရှာတွေ့သွားပြီးတက်ဘလို့စီစဉ်လိုက်တယ်မသိ။ကြာပြုတ်ကဘိုးမသိဘာမသိအဆူခံနေရသည်။ပြီးတော့တက်ဘသူစားပဲဖြစ်ဖြစ်တမီဖတ်เสียရမလို့ဘူး။ကြာပြုတ်ကလည်းစားပေးခံရလောက်အောင်ဘာတွေဖြစ်နေတာလဲ။ တောက်ကိုဆိုရင်ကြာပြုတ်ကိုပါလှဲ့ပြီးကျင်းလာပြန်သည်ငိမ့်ကလည်းကွာခလေးကမသိပါဘူးဆိုဘယ်တက်နိုင်မှာမလဲသူတို့လေလေအရွယ်ရောက်လာကြပြီဆိုတော့ဒီလိုကိစ္စတွေရှိလာတော့မှာပေါ့ကိုပေါင်တို့ကလိုက်ပြီးကြက်မှတ်ပြီးရင်ပြီးတာပါပဲလေးလေးကကြာပြုတ်ကိုယုံကြည်စွာနဲ့အန်တီကိုဖြောင်းဖြားနေသည်စာပေးတယ်ဆိုတာစာပေးရဲ့လောက်အောင်စာပေးခံလောက်အောင်လို့နေတော့ပေါ့ကိုမောင်ရဲ့တက်ကြည့်ပါလား ကြာပြူနဲ့တက်နဲ့ဆိုဘသူကပူလှတယ်လေဒါပေမဲ့တက်ကိုပေးရကြသလားကြာပြူအပေါ်ထားသည့်အမြင်ကကျင်းမြောင်းလွန်းလာပါသည်ကြာပြူပို၍ဝမ်းနေလာသည်ကြာပြူကကျောင်းမှာခက်အေးအေးပဲနေတာပါမင်းမေကျောင်းသားကြီးတွေကအဲ့ဒီလိုပဲရှောက်ဆနေကြတာကြာပြူကိုမဆူပါနဲ့တော့မင်းမေရဲ့တက်နောက်တစ်ခါမဆက်ဆူတော့ပါဘူးတက်ကပြဿနာကိုဆလာသူဟိုအဆုံးတက်ဖို့စူးစမ်းနေသည်ပြောထားတယ်နော် နှစ်ယောက်စလုံးဘာတန်ညာတန်ကြားရင်တော့အเจ้าအထုတ်ပဲအန်ဒီကစာရီကလေးကိုတစားစီဖြစ်အောင်ဆွဲပြဲလိုက်ပြီးထွက်သွားလေသည်လီလီက မုတ်ဆက်၍မစားတော့ပဲဝမ်းနေနေတဲ့အကြပြုကိုကြည့်ပြီးတမီးအန်ဒီကတမီးတို့အပေါ်တန်ဖိုးထားပြီးပြောတာကိုစိတ်မဆိုးရဘူးနော်ရှစ်လို့ပြောတာပဲမရှိရင်ဘယ်ပြောပြမလဲဟုတ်ပြီလားပြဿနာမှကလေးတက်တမီးလည်းကြာပြုတ်ကိုပြဿနာဖြစ်အောင်မလုပ်ပါတော့နဲ့ကွယ် လေးလေးကအေးအေးဆေးဆေးရှော့မော့ပြီးနှစ်သိမ့်ပေးနေသည် လေးလေးထသွားတော့မှတက်ကအေးဆက်နေတဲ့ကြာပြည့်ရဲ့လက်တွေကိုစုပ်ကိုင်ပြီးငါ့ကိုခွင့်လွှတ်ပါကြာပြည့်ရဲ့ဒီလိုမှမပြောရင်မေမေကငါ့ကိုတခုခုအပြစ်ပေးမှတေးချာတယ်ဒါကြောင့်ငါလိန်လိုက်ရတာပါ ဟာငါ့ကို စိတ်ဆိုးသလားဟင်ကြာပြည့်တက်ကကြာပြုတ်ကိုစိတ်မကောင်းစွာဖြင့်လေးလေးလက်နဲ့တောင်းမှန်နေချသည်စိတ်မဆိုးပါဘူးဟာငါ့ကိုစိတ်မဆိုးခြင်း နင်နောက်ထပ်စာတွေကိုလက်မခံပါတော့နဲ့တက်ရယ်နော်တက်ကကြာဖြူစိတ်မဆိုးဘူးဆိုရင်ဝမ်းသာသွားပုံရပါသည်အာသက်တရောအတန်ဖြင့်အေးပါငါလည်းမေမေဒီတစားမိသွားတာနဲ့နေတော်တော်ကြောက်သွားပြီနောက်မလုံရဲတော့ပါဘူးဟာဘာပဲဖြစ်ဖြစ်တက်အတွက်ကောင်းသွားတာကိုကြာဖြူဝမ်းနေရကျိုးနှက်သွားသည်ဟုလိုပဲဖြည့်၍တွေးလိုက်ပါသည်ဆယ်တန်းစာမေးပွဲဖြေကနေ့ချိန်တွင်လေးလေးကအန်တီ ခင်မွန့်စီပြန်၍ခေါ်သွားခဲ့သည်အန်ဒီခင်မွန့်စီမကြာခဏပို့ပေးနေကြဖြစ်၍ဘာမှမထူးဆန်းတော့လေဒီတခါတော့လေးလေးကထူးဆန်းစွာဖြင့်ကြာပြုတ်ကိုစကားပြောကျင်၍ခေါ်လာခြင်းဖြစ်ကြောင်းကိုပြောပြပါသည်ကြာပြုတ်အခုဖြစ်မဲ့စာမေးပွဲကိုဘာမှမငဲကွက်ပဲအစွမ်းကိုစူးစမ်းပြီးဖြေစေခြင်းနဲ့လေးလေးကတခုခုတည်ထားသည့်နယ်ပြောလာတော့အခါကြာပြုတ်မှအံ့ဩနေစဉ်ကြာပြုတ်တက်ကိုငဲ့ပြီးစာမေးပွဲတွေမှာ ချော့ချော့ဖြစ်နေတာလေးလေးသိတယ်။ကြာဖြူလေးလေးစကားတွေကြောင့်အံ့ဩနေစေမှာပဲ။ကြာဖြူဆရာနဲ့လေးလေးတွေ့ပြီးသွားပြီ။ကြာဖြူအရေးချင်းတွေကိုလည်းလေးလေးရိပ်မိပါတယ်။ကြာဖြူနဲ့တက်ဟာပြိုင်ဘက်တွေမဟုတ်တဲ့အတွက်ကြာဖြူအချော့ပေးစရာမလိုဘူး။တက်ကလည်းအစွမ်းကုန်စူးစမ်းပြီးဖြစ်သလိုကြာဖြူကလည်းစူးစမ်းစေချင်တယ်။လေးလေးစကားကိုအန်တီခင်မုံကခေါင်းညိတ်ထောက်ခံရင်းဟုတ်တယ်ကြာဖြူ။ ကြာပြုဘဝကိုဘယ်သူအတွက်ကြောင်းနေမှနှောင့်နှေးနှောက်ကြတာမျိုးညိုလေလိုချင်မှမဟုတ်ဘူးကြာပြုကိုအမြဲတမ်းတွက်လက်ထမ်းမြက်နေစေသည်မိမိကိုကြာပြုမမိပါတက်ကလေးလေးသမီးပဲလေးလေးတက်ကို ရှစ်တာပေါ့တက်ကို ရှစ်သလိုကြာပြုကိုလည်းလေးလေးရှစ်တယ်ကြာပြုနဲ့တက်ဘသူပဲပို့တော်ပို့တော်လေးလေးကျင်တတ်တယ်အဲ့ဒါဘသူမှအကျိုးမရှိဘဲနဲ့ ကြာဖြူတက်ကိုအလျှော်ပေးနေတာတက်သိရင်လည်းကြိုက်မှာမဟုတ်ဘူးဒါပေမဲ့အန်ဒီကတော့ကြိုက်မှာပါတက်တခုခုအောင်မြင်တိုင်းကျင်းတတ်တဲ့အန်ဒီကိုကြည်ဖြူဆက်ပြီးကျင်းတတ်စေချင်ပါလိညိုအန်ဒီခင်မွန်နဲ့တွေ့တဲ့အချိန်တုန်းကညိုဘာပြောခဲ့တယ်ထင်လဲတိလာကြာဖြူကြာဖြူအန်ဒီခင်မွန်ကိုခေါင်းခါပြလိုက်သည်ညိုကကြာဖြူကိုဆရာဝန်မကြီးဖြစ်စေခြင်းနဲ့ ကြာဖြူမမေဖြစ်စေချင်တာကိုကောင်းကောင်းသိနေသေးပါသည်တမီးကလေးဆရာဝန်မကြီးဖြစ်ပြီးမမေကိုဆေးကုပေးတာကိုခံကျင်လိုက်တာမမေနေမကောင်းဖြစ်ခါသားကကြာဖြူကိုပြောခဲ့ဦးတဲ့စကားလေးကိုပြန်လည်၍ကြားရောက်လာသည်ဒါကြောင့်ကြာဖြူကြိုးစားပါဒီအချိန်ကဘာအတွက်ဘဝအတွက်အရေးအကြီးဆုံးဖြစ်တဲ့ပန်းတိုင်တစ်ခုကိုသွားဖို့ဆုံးဖြတ်ရမယ့်အချိန်ပဲကြာပြူ။ဒါကြောင့်ကြာပြူပါကိုမှမစင်စားပဲညံစွမ်းရှိသလောက်ကြိုးစားဖြေရမယ်။ လေးလေးတောင်းဆိုနေလို့မှမရရင် လေးလေးအမိန်ပေးရလိမ့်မယ်ကြာပြူလေးလေးကို လေးစားယုံကြည်ရှေ့ခင်ရသူ ဖြစ်သောကြောင့်ကြာပြူမငြင်းရပါငြင်းကလည်းကြာပြူကြိုးစားတာကို နားလဲလက်ခံပေးပါပါလေးလေးကအန်တီသဘောထားကိုကိုစားဝင်၍ပြောပေးသည်ကြာပြူဘဝရဲ့အောင်မြင်မှုအတွက်ကြာပြူထက်ပို၍ပြောနေသူတွေက လေးလေးနှင့် အန်ဒီကတော့အန်ဩလုံး၍ကြာပြုတ်ကိုချီချူဖို့ပင် မေ့နေသည်ထင်တမီးတို့နေရာစလုံးဘာသာတော်ကုန်တူးနဲ့အောင်းနေလေးလေးကအောင်စင်းရင်သွားကြည့်ပေးပြီးပြန်၍လာပြောစီကြာပြုတ်ရင်လည်းပောက်ကွဲလွင့်စင်မတက်ဝမ်းသာသွားသည်အရင်ဆုံးတရေရမိသူကမေမေဖြစ်တယ်လို့ရင်ထဲမှာအလေးနဲ့ဆုံးကျေးဇူးကျေးဇူးတင်နေမိသူကလေးလေးဖြစ်သည်တက်ကကြာပြုတ်လက်ကိုမယုံကြည်နိုင်လွန်းစွာဖြင့်ဆုပ်ကင်ပြီးကြာပြုတ်နင်းလေဘာသာတော်ကုန်တူးတဲ့ ဘာသာတုံကုန်လူတယ်လားကြားရလားနင်းအရန်တော်တာပဲကြားပြူရဲ့တက်ရဲ့ဝမ်းသာစကားတွေကရင်ထဲကအစစ်မှန်ဖြစ်ကြားပြူယုံကြည်နေသည်အမေတို့ကြားပြူကချိုးထားတာပါလားနောက်ဆုံးပိတ်မှာအိတ်နဲ့လွှဲရှားလိုက်တာထင်တယ်အန်ဒီကပါယုံရခက်ခက်နဲ့လှမ်းပြောတံကိုကြားရသည်တမီးနေရာစလုံးဆရာဝန်လောက်ရမယ်ဟုတ်ပြီလားတက်ကနှာခေါင်းကလေးရှုံပြီးဆရာဝန်လိုင်းကိုဝါသနာတော့ပါပါတယ် ဒါပေမဲ့သွေးမြင်ရင်ကြောက်တယ်ပြီးတော့သူများသားကို ခွဲစိတ်ရမှလည်းကြောက်တယ်ငယ်စဉ်ကတည်းကသွေးမြင်ရင်ရှေးပြားလက်ပြားတွေပါအေးပြီးကြောက်တဲ့သည့်တဲ့အကြောင်းကိုသွား၍တတိရမိသေးသည်နောက်တော့လည်းအကျင့်ဖြစ်သွားမှာပေါ့တမီးရဲ့အန်ဒီကတက်ခေါင်းကလေးကိုပုတ်ပြီးနှစ်သိမ့်ဖြောင်းပြနေသည်လုံးလဲဆိုတော့တမီးဘာလိုင်းယူရမလဲမသိသေးဘူးကြည်ဖြူနေရောဘာယူမှလဲကြည်ဖြူလေးလေးကိုစက္ကနဲလှမ်းကြည့်လိုက်ပြီး ဆေးကြောင်းမယ်တက်မယ်တက်တက်ကိုကြာပြူနဲ့အတူတူတက်စီခြင်းနဲ့တက်ကပခုံးကလေးတွန့်ပြပြီစဉ်းစားအောင်မယ်ဆရာဝန်တယောက်လို့ဖို့ငါ့ကိုယ်ကိုယုံကြည်ချက်မျိုး ရှိပါမလားမသိဘူးတက်ကတွေ့တွေ့ဝင်ဝင်နဲ့ပြောခဲ့တော်လဲရန်အနေငယ်အတွင်းမှာပဲပြည့်ပြည့်တသားဆုံးဖြတ်ချက်တစ်ခုချနိုင်ခဲ့သည်တက် UFL မှာ ပြင်သစ်စာအထက်ယူပြီးတက်မယ်အားလုံးကတက်ရဲ့ဆုံးဖြတ်ချက်ကြောင့်အန်အောတကြီးဖြစ်နေကြတော်လဲ လေးလေးကမူတမင်းစိတ်တဲ့ဒါကိုစိတ်အားထက်တံပဲဒါကိုပဲဝါသနာပါတယ်ဆိုရင်ဖေဖေဆေးเจ้าอยู่ဖို့မတိုက်တွန်းတော့ဘူးဒါပေမဲ့တမင်းရွေးချယ်ထားတဲ့လမ်းမှာတော့ထူးချွန်အောင်ကြိုးစားရမယ်နော်တက်ကတွက်လက်စွာခေါင်းငိမ့်ပြသည်ကြာပြူကတော့တက်နဲ့เจ้าမတူတော့ဘူးဆိုသည့်အရေးကို တွေးပြီးစိတ်မကောင်းဖြစ်နေမိပြန်သည်အခန်းနေတကြိမ်နဲ့မြုံနဲ့သူ့ရဲ့မျက်စိထဲမှာတန်းသွားရမည့်ပုံစံမျိုးမဟုတ် ဒါပေမဲ့သူ့ရဲ့မျက်စီထဲအချိန်ချင်းခါခါဝင်၍ရည်ရွယ်ချက်မရှိဘဲကြည်နေမိခြင်း သူ စိတ်ဝင်စားသွားသည်ကောင်မကလေးကရိုးချင်းဖြူစင်သော အလှရှိပေမဲ့လင်းလက်ထင်ပေါ်သော ပုံစံမျိုးမဟုတ်ပန်းတို့ရောင်စပိုးချက်နှင့်ပန်းစီရောင်ရင်းရင်ပေါ်တွင် ပန်းတို့ရောင် ပွင့်ဖက်နုံနုတ်ကလေးအစင်ဖောက်ထားသည့်လုံကြီးကိုတွက်ဖက်၍ကိုယ်ဆင်ထားသည်ဇပင်ရှိကြီးကိုကျက်ဆံမီဖားလာ ချပြီးကြက်ထားတဲ့ဖြင့်လမ်းလျှောက်တိုင်းသူမရဲ့ကြက်ဆံမီးကသူမရဲ့ကြောပြင်ပေါ်မှာလှုပ်ရမ်း၍နှဲ့ခါနေသည်ရထားတဲ့သူကားချင်းမှာဘယ်နှကြိမ်မှမသိသူမဖျက်ချောင်းနေသည်ရှောင်းနေပုံကလည်းအေးအေးဆေးဆေးပုံစံမျိုးမဟုတ်တခုခုကိုရှာနေသည့်ပုံစံဖြင့်စိုးရွံထိတ်ပြာနေသည့်ပုံစံမျိုးဖြစ်သည်ကားထဲမှာထိုင်ကုန်ကုန်လဲပြီးတရှင်းနားထောင်နေသည့်သူ့ကိုသူမကတွေ့ဟန်မတူ့ ရှေ့တန်းတစ်ပြက်ပြက်နဲ့ကားပတ်ဝန်းကျင်မှာဖျက်လျှောက်သွားနေတာကိုတော့တွေ့ရပါသည်။ဆေးကြောင်ရှိဌာနမှုတယောက်စီကိုတွားတွားလေတော့မိမိကိုလာဆောင်နေရခြင်းဖြစ်၍သူမရင်းနေမကြွားဝင်သော နေရာမှာသူမကိုတွေ့ရခြင်းဖြစ်ပါသည်။တစ်ခေါက်ပြီးတစ်ခေါက်ငိုမလို့မျက်နာဖြစ်လာသောသူမပုံစံကိုထင်းထင်းရှားရှားမြင်ရစဉ်သူတခုခုကူညီခြင်းလာသည်။ကားထဲကထွက်ပြီးသူမနာရောက်သွားစဉ်သူမကအံအောစိတ်ရှုပ်စွာသူ့ကိုလှမ်းကြည့်လိုက်တာတွေ့ရသည် ဘာပြောင်းလို့ရှာနေတာလဲကျွန်တော်ဘာကူညီပေးရမလဲအယိုးသားဆုံးစိတ်ဖြင့်ကိုကြီးရန်မေးလိုက်စဉ်သူမမြဝန်းတွေက ရုံရခက်ခက်ဖြစ်နေတာကိုတွေ့ရသည်ရပါတယ်ကိစ္စမရှိပါဘူးသူမကဒီလောက်သာပြောပြီးပြန်ထွက်သွားကနောက်ထပ်၍ပေါ်မလာတော့ပြီ သူမပုံစံကတခုခုပြောင်းပြီးရှာနေတာတေရှာသည်မို့သူ အလုပ်တစ်ခုရသွားသည် သူမဘာပြောင်းနေသည် ဆိုသည်ကိုတည်တည်ချာချာမသိပဲသူဆက်၍ရှာနေမိသည် လိုချင်တာကတဲတဲထန်ထန်ရှားနေချိန်တွင်မတွေ့ပဲသူအပြင်းပြင်းရှားနေချိန်တွင်မှ သူ့ရဲ့မြင်ကွင်းတွင် ဆွဲကြိုးကလေးတစ်ကုံဝင်လာသည် သူမှဘယ်ရှားတွေ့ပါမလဲဆွဲကြိုးတစ်ပိုင်းတစ်စကသူ့ကားဘင်းအောက်မှာချွေရောင်အစွန်းစာကလေးပေါ်ယုံသာလွတ်နေတော့ဆွဲကြိုးကလေးကို ကားရွှေ့ပြီးကောက်ယူထားလိုက်သည် ပစ္စည်းပိုင်ရှင်သူမကိုတော့အနည်းနာမှအရေးအယောင်မျှပင်မတွေ့ရတော့သူကားထဲကမထွက်လာခဲ့လျင် သူမဆက်၍ရှားနေအောင်မြင်ထင်သည် ကားထဲကထွက်ပြီးကိုညီချင်းမိသည့်သူ့ကိုယ်သူအပြစ်တင်ခြင်းမိတယ်လို့လို့ဖြစ်သွားလေသည်ဘာပဲဖြစ်ဖြစ်ပိုင်ရှင်ဘသူဆိုတာသိနေသည်ပစ္စည်းကိုတော့ပိုင်ရှင်လက်ထဲသို့ပြန်အပ်ရပြီအုံးမြည်သူနောက်တစ်ခါစေးတဝင်းထဲသို့ပြန်လည်၍ရောက်ခဲ့ရပြန်သည်အတိမရှိ လာရှာတဲ့သူနာမည်မသိအတန်းမသိမသိဆိုသောစကားလုံးတစ်လုံးကိုပိုက်ပြီး သူမအကြောင်းဝင်းထဲဝင်လာရတာအတော်ဦးချောင်းချောင်းနိုင်သောကိစ္စပါပဲ။ ကန်တင်းကိုမေးပြီးကန်တင်းမှာဝင်ထိုင်လိုက်စဉ်သူလုံနေတာတွေအတိတ်ပဲရှိရလားလို့လည်းပြန်လည်၍စဉ်းစားမိသေးသည်။သူမဒီကြောင်းကလားဆိုတာတော့သိချရက်လားမသိ။ဘသူ့ကိုဘလို့မေးရမလဲဖြစ်နေစဉ်ထိုင်လို့ရမလား။အတန်ပြပြနဲ့အမျိုးသားနှစ်ယောက်မျက်မှန်ထူးထူးကြီးနဲ့ကြီးရတာရုပ်ရှင်တွေကနှစ်ချို့ကြောင်းသားကြီးတွေနဲ့တူလာပါသည်။ရပါတယ်ဗျာ။အချားဝိုင်းမှာလူတွေပြည့်နေပြီဖြစ်၍ သူ့နေရာမှာလာ၍ထိုင်လိုက်ခြင်းဖြစ်ပါသည်လက်ဖက်ရည်နှစ်ဖက်ကိုမာပြီးနောက်တယောက်နဲ့တယောက်မပြတ်သေးတဲ့အငင်းခုံကိုဆက်၍ပြောနေကြတာကိုတွေ့ရသည်ဘာပဲဖြစ်ဖြစ်ចောင်းသားကြီးတယောက်ရဲ့လွယ်အိတ်ထဲထွက်နေတဲ့စာအုပ်တစွန်းစားကစီးပညာနဲ့ပတ်သက်သောစာအုပ်ဖြစ်နေ၍ဒီចောင်းကဆိုလာတော့တေချာနေပါသည်သူတို့နေရာကိုစကားပြတ်တာကိုတဲငင်းခံ၍စောင့်နေလိုက်ပြီးအနှဲငယ်စကားပြတ်သွားတော့မှမိတ်ဆွေတို့ကဒီเจ้าကပဲလားခမဟာဟုတ်တာဗော့ ခမည်းကိုတော့ဒီမှာမမြင်ဘူးဘူးဧည့်တယ်ထင်တယ်တေချာသည်ကျောင်းမှာနှက်နှက်ဆက်ဆက်ရှိသူများဖြစ်၍သူဧည့်တယ်ဆိုတာကိုသိနေကြသည် ဟုတ်တယ်ခမည်းဟိုကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်လို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီဟာရပါတယ်ဘာကိစ္စလဲပြောတက်တက်ကြွကြွအကူအညီရှင်သူများဖြစ်၍ခဏလေးနဲ့ရင်းနှီးသွားသလို ခံစားလိုက်ရသည် ကျွန်တော်အမျိုးသမီးတယောက်ကို လာချတာပါ ဩထင်တော့ထင်သားပဲကဲဘာသူလဲဘယ်အတန်းကလဲသူရဲကြဲကြဲလှုပ်လိုက်ရပြီကျွန်တော်အဲ့ဒါတွေမသိဘူးခင်ဗျသပင်ရှိရှိနဲ့ဆိုတာပဲသိတယ်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြန်ဒီတယောက်ကမျက်မှန်ထူထူကြီးကိုရှို့၍မှန်တုတ်လိုက်ပြီရပါတယ်သပင်ရှိရှိနဲ့က12ယောက်ပဲရှိတယ်သပင်ရှိရှိဘလို့ပုံစံမျိုးလဲသပင်ရှိသူစည်ရင်းမင်အတိအကျပြည့်စုံထားသူများဖြစ်၍ကြောင်းပီးရင်ဆေးရုံမှာလုံမှာလား တကောင်စီရင်ဌာနမှာလောက်မှလားဟုစလိုက်ခြင်းပါသည်သပင်းရှိရှိနဲ့မျက်နာကရင်ဆက်ဆာကလေးပဲဟာဒါဆိုလွယ်သွားပြီ မျက်နာရင်ဆက်ဆာနဲ့က9ယောက်ပဲရှိရယ်ကြံတဲ့9ယောက်ကဟော့ရှော့လေမဆူတပြေးပြေးနီးလာပြီဖြစ်သည်ခမားတွေတုံးကဘလို့ပုံစံမျိုးလဲဥပမာအဝယ်အစားပုံစံမျိုးပေါ့သူ့မျက်ဝန်းနဲ့တိန်းထားစရာမလိုပဲအလိုလိုသူမအတွင်ကပေါ်လာသည် ရှက်ပန်းနုရောင်လေးနဲ့သပင်ကိုကြစ်ဆံမြေကြစ်ထားတယ်။သူ့စကားဆုံးနှစ်ယောက်စလုံးနှုတ်ကတပြိုင်နဲ့နာမည်တစ်ခုကိုထွက်လာသည်။ရွှေကြဖြူတကယ်ကြာပန်းဖြူဖြူကလေးလို ဖြူစင်ငိမ့်ချမ်းသူလေးဖြစ်၍နာမည်နဲ့လိုက်ဖက်နေသည်။ဟုတ်တယ်။ရွှေပြရွှေကြဖြူကအဲ့ဒီလိုတီရှပ်ပေါ်ပါကလေးပဲဝတ်လေရှိတယ်။ကျန်တဲ့၅ယောက်ကတခြားဘလောက်ပုံစံတွေဝတ်သေးတယ်။ပြီးတော့ရွှေကြဖြူကသပင်ကိုအမြဲတမ်းလိုလိုကြက်ဆံမြေကြစ်ထားလေရှိတယ်။ သူတို့ကသူတို့ရဲ့တဲလွန်စားတွေကိုစူးစီးပြီးထင်မြင်ရတဲ့ခုကိုတိတိကျကျပေးနိုင်တာတွေ့ရပါသည်အဲအဲ့ဒါဆိုရင်တော့စိတ်မကောင်းစရာပါပဲဗျာချွေးကြဖြူကအချိန်ပြည့်စာသင်ခန်းထဲမှာပဲနေတယ်အတန်းမိတာနဲ့အိမ်ပြန်တယ်အပေါင်းသင်းကလည်းတိတ်များများဆဆမရှိဘူးပြီးတော့ဘယ်ယောက်ျားကလေးနဲ့မှစကားပြောတာဘာညာမရှိဘူးမာနာကြီးတာတော့မဟုတ်ပါဘူးအနေထိုင်ကြစ်လွန်လွန်းတာလို့ထင်တယ်စေချောင်းမပြီးသေးပေမဲ့လူမှုရေးမှာတော့ ်ပွဲလုံးပင်ရာပြီးလောက်အောင်ထုံးချူထူးချုံသူများပင်ဖြစ်ပါလိကျွန်တော်သူ့ကိုပစ္စည်းလေးတစ်ခု ပေးเสียရရှိတော့ပါအခုအထိသူ့အပေါ်လဲဘာစိတ်ညာစိတ်နဲ့ရှင်းကတ်တာမဟုတ်ပါဘူးအခုအထိဆိုတဲ့စကားလုံးကိုပို့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 လိုလိုသူပါကြောင့်စကားပလင်ခံမိပါလိနောက်မတေချာတဲ့သူ့စိတ်ကိုသူအာမမခံနိုင်လို့ပဲထင်ပါသည်ထိုလူနှစ်ယောက်စီကချွေးချာဖြူရဲ့အတန်းကိုတိလိုက်ရပြီးတည်တည်ချာချာမှတ်ထားလိုက်သည် လက်ဖက်ရည်ပိုးလေးတော့ကျွန်တော်မိတ်ဖြစ်ဆွေဖြစ်ရှင်းပြပေးရစီဟာမလောက်ပါနဲ့ဗျာကိုเจ้าကเจ้าသူတယောက်ရဲ့အကြောင်းကိုလက်ဖက်ရည်နဲ့လဲတောက်တဲ့အဖြစ်တော့မခံနိုင်ပါဘူးဘော်ဒါတိုက်ချင်ရင်နောက်မှအေးအေးဆေးဆေးတောက်တာပေါ့เจ้าကိုခမရနောက်ထပ်ရောက်အောင်ပါပါဒါနဲ့ခမရနာမည်ကထူထူနေရောက်ကိုဆက်ရင်းနဲ့ခင်မင်းသွားတာမို့အုပ်အောညူပါကျွန်တော်တို့နာမည်လည်းမှတ်ထားအောင်ခင်မောင်နဲ့လာမင်းနဲ့ကျေးဇူးပါပဲဗျာ ။သူမနဲ့မရင်းနှီးသေးပေမဲ့သူမကိုအကြောင်းပြပြီးခင်စရာကောင်းသော လူနှစ်ယောက်နဲ့ရင်းနှီးခဲ့ရသည်။သူမအကြောင်းသိရပြီးဖြစ်၍သူမရှိနိုင်သောအတန်းစီသို့သူထွက်လာခဲ့လိုက်သည်။အတန်းထဲကခတ်တုတ်တုတ်ထွက်လာသောချွေကြဖြူနောက်ကတိတ်ဆိတ်စွာလိုက်သွားရင်းလူရှင်းတဲ့နေရာရောက်မှချွေကြဖြူသူမကြောကလေးကလန့်ပြီးတုံငနေဖြစ်သွားတာကိုတွေ့ရသည်။ဒါပေမဲ့ရှေးလန်းလည်းမရဲ့။ လက်ရွေလည်းမကြည့်ရှေးလန်းတွင်ပင်ပို့၍မြန်သွားသည်ဟုထင်ရသည်ခဏလေးနေပါအောင်ရွှေ့ကြဖြူသူနှင့်ဘေးချင်းရှင်လျက်ဖြစ်အောင်သူတော်လာစားပြန်လိုက်သွားရသည်ချွေကြပြူဟိုနေ့ကဘာပြောက်သွားလဲအဲ့ဒီပစ္စည်းလေးကျွန်တော်တွေ့ထားတယ်ဆိုရင်ရောတူမခြေလန်းကတုံကနေတူမမျိုးဝန်းတွေကလက်ကနေအဲ့ဒီဆွေချိုလေးအခုဘယ်မှာလဲတူမအတန်ကတော့တည်ငြိမ်ပြတ်သားစွာပြင်ရှိသည် အပြည့်ရှိသူတယောက်ကိုမေးသည့်အတံမျိုးလည်းဖြစ်သည်ဒီဒီဆွဲကြိုးလေးလားရုံဘူးလေးတစ်ခုနဲ့သူထက်ယူလာတော့ဆွဲကြိုးကလေးကို ထုတ်ပြလိုက်စဉ်သူမမျက်နာကဝမ်းသာစွာသွေးရောင်လေးလွှမ်းသွားတာကို တွေ့ရပါသည် ဟုတ်တယ်အဲ့ဒီဆွဲကြိုးလေးပဲကျမပြန်မတွေ့ရတော့ဘူးဆိုပြီးဝမ်းနေနေတာသူမအတံကတကယ့်ကိုဝမ်းသာစွာဖြင့်တုံရင်လိုက်မောနေပါလိအဲ့ဒီနေ့ကကျွန်တော်ကားဘင်းအောက်ကိုရောက်နေလို့ချွေးကြပြူမတွေ့သွားတာဖြစ်မယ် ယောချေကြပြည့်ဆွဲကြိုပြန်ယူလိုက်ပြီတော့ကျင်နိုးစွာဖြင့်လှမ်းယူပြီးကျေးဇူးတင်ပါတယ်ရှင်ကျမအတွက်ဒီဆွဲကြိုကလေးကအရေးပါတဲ့ပစ္စည်းလေးပါသူမကဆွဲကြိုကလေးကို ကြည်မဝစွာငုံကြည့်နေရင်ပြောပါလိကျေးဇူးတင်ပါတယ်ဆိုတာကလွယ်ပြီးချွေချွေကြပြူဘာမှမပြောတတ်တော့ဘူးလားဟုတ်သူစားလိုက်ရှင်ပါတော့လေသူ့ရဲ့မျက်နှာကချက်ယွန့်အံ့ဩစွာညဝန်းတက်ကလေးကပို၍ဝိုင်းသွားသည် ဟိုဟိုကျမကျမဘာပြန်ပေးရမှာလဲလက်ဖက်ရည်ကိုပြန်ပေးရမလားကျမမှာ2000လောက်ပဲပါပါတယ်သူမကတကယ်ကို လူကဲခတ်တာလားဒါမှမဟုတ်တုံလွန်းတာလားသူကပဲလက်ဖက်ရည်ကိုတောင်းထက်တဲ့ပုံပေါက်နေလို့လားသူနှစ်ဘူးကိုသူရှက်ရှက်နဲ့ရိုက်လိုက်ပြီးလက်ဖက်ရည်ကိုပေးစရာမလိုပါဘူးလက်ဖက်ရည်တိုက်ရင်တော့ရပါပြီသူမစိတ်ချုပ်စွာစဉ်းစားနေပုံကတနာစရာကောင်းနေပြန်သည် ကျမကိုယ်တိုင်လိုက်မတက်ရင်ဖြစ်လား။သူမတကယ်ကို တုံလွန်းတာတေချာသွားပါသည်။မဖြစ်ဘူး။သူညစ်ကြကြလုံးမှရမည်အခွင့်အရေးမျိုးဖြစ်ပါသည်။ဒါဒါဆိုကျမဒီနေ့အိမ်ပြန်တော့မှမို့နောက်နေ့မှတိုက်လို့ရမလား။ကိစ္စမရှိ။သူမနဲ့အဆက်အသွယ်ကလေးရှိနေတာပို၍ကောင်းတာမို့ရပါတယ်။ဘယ်ရက်ဖြစ်ဖြစ်ပေါ့။ကျွန်တော်လာတဲ့တရရက်မှာချွေးကြပြူချောင်းနေလို့မရဘူးနော်။သူမခေါင်းငိန်ပြီး ကျမကိုလောလောဆယ်ခွင့်ပြုပါအောင်နော်။ဘာပဲဖြစ်ဖြစ်ကျမကျေးဇူးတင်ပါတယ်လို့ပဲထပ်ပြောပေးရစီ။စပိုးချက်အပြာနုယောင်ကလေးနဲ့သူမက ဖြတ်ခနဲတိန်တစလို့သူ့ရဲ့အနာမှာလွင့်စင်သွားလေသည်။ကာမောင်ရင်သူမပုံစံကိုပြန်မြင်ရောင်ပြီးပြုံးနေမိသည်။ဒီအရွယ်ဒီအကြောင်းမှာတက်နေသူကဒီလောက်ရိုးအားသည့်ပုံစံရှိနေတာအံ့ဩစရာပင်ဖြစ်ပါသည်။သူပုံစံကဂျောင်းပိတ်ဖန်ရမိပုံဖြစ်သွားမှာဆို၍ ဇုံမတောင်းဆိုခြင်းလည်းဖြစ်ပါသည်။ဘာပဲဖြစ်ဖြစ်သူမဆွဲကြိုးကလေးအတွက်ကြည်နူးဝမ်းသာနေပုံကလေးကိုတော့သူ့ရဲ့ရင်ထဲမှာဆွဲမြဲစွာဖြင့်မြင်အောင်နေမိသည်။ကြည်နူးတွင်းနဲ့တွေးပြီးကားမောင်းနေစဉ်သူ့ကားကိုကိုွေစဉ်ကားတစ်စီးကပုတ်ဆွဲပြီးကြော်တက်သွားတော်မူသူမကိုအာယုန်ထဲကခဏဖယ်ထုတ်လိုက်ရပြီးထိုကားနောက်ကိုအမိလိုက်ခဲလိုက်သည်အနောက်ကနေအချက်ပြမိတောက်၍လမ်းတောင်ပြီးကားချင်းရှင်လိုက်မိစဉ်ခမရကားကိုရှေ့မှာရက်လိုက်စမ်း ခက်ကြဲကြဲအော်ပြောလိုက်စဉ်တဖက်ကားကအမျိုးသမီးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရသည်အမျိုးသမီးကကားကိုလမ်းဘေးမှာချရက်လိုက်ပြီးမှသူလည်းကားကိုလိုက်ရက်လိုက်သည်ကားထဲမှထွက်လာပြီးသူကားကိုကြည့်လိုက်စဉ်ကားဘေးပေါ်ဒီမှာဆေးရှိရာအစင်းချောင်းကြီးကို တွေ့လိုက်ရသည်ကဲခမရဒီကိစ္စကိုဘယ်လိုဖြေချင်းမလဲကားပေါ်ကအမျိုးသမီးကသူကားစီခက်မှန်မှန်လျှောက်လာပြီးဆေးမုခဘယ်လောက်ယူမလဲပြောသူမအတန်ကခက်မှန်ပါပဲ ခမရဝဲကျော်လာပြီးမေးကြည့်လေကြားတဲ့နောက်ချင်းသွားပေါ့ဒါပေမဲ့ကားမပြီးခင်ဆက်ကြကျွန်တော်အပြင်ကားငှားပြီးသုံးရမစေပါကြံသေးတယ်တော့သူ့ဘက်ကလည်းအမြင်ကက်ကက်နဲ့ဆိုပင်တားလိုက်လေသည်ကျမပို့ပို့လို့လို့9000ပေးမယ်ရှင်းတ်လားစေမုခကအများဆုံး1000ပဲ9000ကတိတ်များနေသည်ခမရတိတ်ပေါနေရင်လည်းပေးခဲ့လေဗျာပို့တာကိုပြန်ပေးမယ်ခမရဖုန်းနံပါတ်ပေးခဲ့ ။သူမကပခုံးကလေးတွန့်ပြပြီ။အိုးမလိုဘူးရတယ်။ဖုံးနံပါတ်တွေဘာတွေနဲ့ဇလန်းရှုပ်တယ်။ရှင်ကျင်နိုင်ရင်ပြီးတာပဲ။သူမကကားစီချက်သွားပြီးကားထဲမှ900တန်တအုပ်ကို ထုတ်လာပြီးသူ့ကိုကမ်းပေးသည်။မျက်နှာနုနုကလေးမှာမျက်မှန်အနက်ကြီးခကြီးကြီးကိုတက်ထား၍မျက်နှာမှာပို့ပြီးအသက်ကြီးနေတဲ့အောင်ထင်ရသည်။ဂျင်းပေါင်းမီနဲ့ချက်အင်းကြီးချက်ကလေးကြောင့်တွယ်ပိန်သော ကိုဟန်ကထင်ပြီ ထမ်းမြတ်တဲ့အတွင်ကိုပေါ်လွင်နေစေသည်ပြီးတာပဲလေစိတ်ထဲရှင်လာသလိုရှိလာမှုပတ်စံကိုလက်ခံထားလိုက်သည်ဘာပဲဖြစ်ဖြစ်ပို့ပို့လိုလိုသူမကားနံဘက်ကိုတော့မှတ်ထားလိုက်ပြီအပြန်ဝက်ရော့ဝင်ပြီးကားအပ်လိုက်စဉ်မှန်ထားသလိုပင်စေမုခကတတောင်းတာကြပြီး တမနတ်သာအရှိန်ပေးလိုက်ရသည် အခုတလောကိုပိုင်မဟုတ်သည့်ပစ္စည်းတွေအလကားဝင်လာနေမိတာလားမသိဘူး ဆွဲကြိုးကိုတော့ပြန်ပေးလိုက်ပြီလည်းဖြစ်ပါသည်ပိုတဲ့ပက်ဆံကိုလည်းကြုံတဲ့တနည်းနေတော့သူပြန်၍ပေးလိုက်ရှင်သေးသည်သူရတောက်ပါတော့သူမကိုသူမှတ်မိနေတာတော့သိရှာပါသည်ဒါပေမဲ့ရွှေကြပြူလိုငိမ့်ငိမ့်အေးအေးလေးမှတ်မိနေခြင်းမျိုးတော့မဟုတ်ပါဘူးငါငါရင်ဘက်ကိုဆန်းကြည့်ပါအောင်ကြာပြူရဲ့အခုတည်းရင်ခုန်တာမပြောက်သေးဘူးတက်ကစာဖတ်နေတဲ့ကြာပြူကရင်ပေါ်ပြက်လဲလိုက်ရင်ပြောလိုက်နေသည် ဖြစ်ရမယ်ဘာဖြစ်လာပြန်လို့လဲတက်ကတနေ့တနေ့ထူးထူးခြားခြားဖြစ်ဖြစ်လာတိုင်းကြာပြုတ်ကိုလာလာပြောနေကြဖြစ်၍ဒီနေ့လည်းတခုခုဖြစ်လာတာတေချာနေသည်ဒါပေမဲ့ဖြူနှုတ်နေသောတက်မျက်နှာပြင်ပေါ်မှာပန်းနှုတ်ရိုက်ပန်းနှုတ်ရိုက်ပြင်းနေသောနှုတ်ခမ်းနှလားနှစ်ခုကပြုံးငုံငုံဖြစ်နေတာတော့ထူးခြားနေပါသည် ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းနဲ့စီစဉ်တက်ဆက်မှုကိုဒီမာနေခတ္တခဏရနာဝင်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့တယောက်ချင်းဒီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မများအားလုံးကိုစိတ်နှပါချွေလန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ